လေရင်တစည်းရဲ့အင်ဂျင်နှလုံးလုံးဘာကြောင့်တပြိုင်နက်ပျက်စီးသွားနိုင်လဲဆိုတာတခါတလေမှမိတ်ဆွေတို့အနေနဲ့စဉ်းစားဖူးပါသလားဒီနေရာမှာအံ့အားသင့်ပွဲအမှန်တကယ်အကြောင်းရင်းတစ်ခုရှိနေပါတယ်တခါတရံမှာလောင်စာစီအစ်စ်ထဲတဲ့အခါလောင်စာစီညဉ့်ညမ်းတော့တတ်ပါတယ်အထူးသဖြင့်လောင်စာစီထဲသွင်းတဲ့ရင်ရဲ့စစ်ထုတ်စနစ်ပျက်စီးနေရင်ဒါမှမဟုတ်အလုံးမလုံးရင်ဖြစ်တတ်ပါတယ်အမုံမငယ်လေးတွေဒါမှမဟုတ်ရေတွေဟာစိတ်ဝင်ပြီးလေရင်ရဲ့လောင်စာစနစ်ထဲကိုရောက်သွားနိုင်ပါတယ်ဒီညဉ့်ညမ်းမှုတွေဟာအင်ဂျင်ထဲကလောင်စာစီဘာကိုပိ ိတ်ဆို့စေနိုင်ပြီးလောင်စာဆီစီးဆင်းမှုပိတ်ဆို့သွားတဲ့အခါ အင်ဂျင်နှလုံးလုံးကစက္ကန့်ပိုင်းတွင်ရက်တန့်သွားနိုင်ပါတယ်။ဒါကြောင့်မို့လို့လေယာဉ်မှုတွေနဲ့မြေပြင်အကူဝန်နှန်းတွေကလေယာဉ်မပြန်တမ်းမီမှာလောင်စာဆီကိုအချိန်ချင်းစစ်ဆေးကြရတာဖြစ်ပါတယ်။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အင်ဂျင်ထိန်းချုပ်ရေးစနစ်ချိုးယွင်းသွားရင်ဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်လာခဲ့ရင်လောင်စာစနစ်တွေဒါမှမဟုတ်လေစီးကြောင်းထိန်းချုပ်မှုတွေစီကိုမှားယွင်းတဲ့အချက်ပြမှုတွေပိုလွတ်မိပြီးအင်ဂျင်ရဲ့လုံဆောင်ချက်မတည်ငြိမ်တာမျိုးဒါမှမဟုတ်လေထဲမှာတင်လုံးဝပိတ်သွားတာမျိုးဖြစ်စေနိုင်ပါတယ်။တချို့တွေကတော့ဒါကမတော်တဆလောင်စာဆီ ပိတ်မိသွားတာပဲလို့ထင်ကောင်းထင်ကြမယ်ဒါပေမဲ့ဒါကလုံးဝဖြစ်နိုင်ခြင်းမရှိတလို့ပါပဲဘာလို့လဲဆိုတော့လောင်စာစီပိတ်ခလုတ်တွေမှာမတော်တဆဒါမှမဟုတ်ခွင့်ပြုချက်မရှိပဲအတုံးပြုခြင်းမှာကာကွယ်ဖို့အတွက်အထူးသောခက်စနစ်တွေပါရှိလိုပဲဖြစ်ပါတဲ့ဒါပေမဲ့တင်းငယ်တဲ့အမှားတစ်ခုလေးနဲ့အသက်အနည်းရှိတဲ့အခြေအနေကိုရောက်ရှိသွားစေနိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်